2024ခုနှစ်ကနေစတင်တည်ထောင်ခဲ့တဲ့ကရင်အမျိုးသားတက္ကသိုလ်ဟာအခုဆိုရင်ဒီနေ့ကျော်လာပြီဖြစ်ပါတယ်။ကရင်အမျိုးသားတက္ကသိုလ်ကိုကရင်အမျိုးသားပညာရေးကော်မတီ KNEC ကနေဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ပညာရေးမဟာဌာနအောက်ကနေ BEd ဘွဲ့ကွန်ပျူတာမဟာဌာနမှတိတ်ပန်ဤပညာဘွဲ့စတဲ့၄နှစ်တာပရိုဂရမ်တွေကိုဖွင့်လှစ်တင်ကြားနေတာဖြစ်တယ်လို့ ကျန်းမာရေးဌာနမှာတော့နနစ်သားဒီပလိုမာပရိုဂရမ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ကရင်အမျိုးသားတက္ကသိုလ်ပေါ်ပေါက်လာစီတဲ့အဓိကအရွယ်ချက်ကတော့ပညာရေးမဟာဌာနမှာသင်ချာသင်ကြားရေးစနစ်ကိုသင်ကြားပေးနေတဲ့ဆရာမနော်အေဂလူဖော်ကလည်းအခုလိုပြောပြလာပါတယ်။အဲအစက ကလေးတွေပညာရေးပညာရေးသင်ဖို့အတွက်ခက်ခဲဖြစ်နေတဲ့အချိန်မှာ KNC ဆရာနေပြီးတော့เนาะအခြေခံပညာကိုစတင်ပြီးတော့ဖွင့်နေပေးခဲ့နိုင်တယ်။အဲဒီအချိန်မှာမူလထက်အခြေခံပညာပြီးသွားတဲ့အခါကျတော့ကလေးတွေကဆက်ပြီးတော့မှအဲတက္ကသိုလ်ဆက်တက်လန်းနိုင်ဖို့အတွက်အခက်အခဲရှိနေတယ်သူတို့အတွက်သူတို့ရဲ့အနာဂတ်မပြောက်တော့အောင်ပေါ့နော်အဲဒါခါရည်ရွယ်ပြီးတော့မှဒီတက္ကသိုလ်ဖွင့်နေရခြင်းဖြစ်ပါတယ်။ကရင်အမျိုးသားတက္ကသိုလ်မှာတက်ရောက်ခွင့်ရတဲ့အကြောင်းသူကြောင့်သားတွေဟာ ဘာသာရဆိုင်ရာပညာရှင်တွေနဲ့တိုက်ရိုက်စီပူးလေးလာ ခွင့်ရတဲ့အပြင်လက်တွေ့ကျကျကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ဖို့စွမ်းရည်အခြေပြုတဲ့တင် जा ရေးစနစ်နဲ့ဥတည်သွားနေတာဖြစ်ပါတယ်။ကရင်အမျိုးသားတက္ကသိုလ်ကနေပွဲရရှိသွားတဲ့အကြောင်းသူကြောင့်သားများအတွေ့အလုတ်အကန့်အခွင့်လန်းတွေလည်းရှိနေတယ်လို့သူကခုလိုဆက်ပြီးပြောပြလာပါတယ်။အဲပညာရေးဌာနမှာ အာဘွဲရသွားတဲ့ကျောင်းသားကျောင်းသူတွေတွေ့ရကတော့ဒီကန်ဒေတာမှာပေါ့နော်ကန်ဒေတာအတွင်းမှာရှိတဲ့ကျောင်းတိုင်းမှာဆရာမအနေနဲ့တာဝန်ပြုပြီးတော့ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။အဲ CNA ကအစိဖက်အစိမဟာဌာနနေပြီးတော့မှအမြင်သွားတဲ့ကျောင်းသားကျောင်းသူတွေကတော့ဒီကန်ဒေတာအတွင်းမှာရှိတဲ့စေပေခန့်စေယုံတွေမှာတာဝန်ပြန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ကရဲအမျိုးသားတက္ကသူမှာ ပညာသင်ယူနေတဲ့ကျောင်းသူကျောင်းသားများထဲမှာမှဆီယမတရားဖြစ်ဖို့ဝါသနာပါပြီးဆီယမတရားမှာရှိတဲ့အရေးအချင်းတွေပြည့်မီဖို့ကရင်အမျိုးသားတက္ကသိုလ်ကိုရွေးချယ်ဖြစ်တာပါဆိုပြီး BED ပထမနှစ် program ကိုတက်ရောက်နေတဲ့မီရီကခုလိုပြောပြလာပါတယ်အဲဘာလို့ဒီကြောင်ရွေးချက်ဖြစ်ကြလဲဆိုတော့ဟိုဒီကြောင်မရောက်ခင်မှာဒီတိကျိမှာကကျောင်းဆရာမလေလာလောက်ဝင်လို့တည်ပေါ့နော် ဝေလောက်ခါကျော်ကိုမကဒီလိုဆက်စမဖြစ်တဲ့ဖြစ်ထားတဲ့အရေးအချင်းမျိုးကိုမမရှိသေးဘူးဒါကြောင့်မလို့ဒီဒီဖက်မှာလည်းဆက်စမနဲ့ပတ်သက်တဲ့အဲတက္ကသိုလ်တခု print ထားတယ်ဆိုတော့ကိုယ့်အတွက်အခွင့်အရေးတခုပဲလေနော်ဒါကြောင့်မလို့ဒီကြောင်မှာကိုယ့်ရဲ့မပြည့်သေးတဲ့အရေးအချင်းတွေပြည့်သွားအောင်ဆိုပြီးတော့ဒီကြောင်ကိုလာပြီးတော့အဲတက်ရချင်းဖြစ်တယ်ပေါ့နော်ကရဲ့အမျိုးသားတိတ်ကတူဟာဒီမအတွက်အထောက်အကူများစွာဖြစ်ကြောင်းကိုလည်းခုလိုထပ်မံရှင်းပြလာပါတယ်။ အเจ้าကိုဆဆိုင်ရောက်ချင်မှခါကျတော့တိတယ်ဟိုလူအရှိမတိုက်ပြီးတော့စကားမပြောရဲဘောနော်ဆိုတော့ခါကျတော့တိုက်ပြီးတော့အတော့ဒီเจ้าကအများကြီး trade ဖြစ်တဲ့လူရှိမှဆိုရင်လည်းစကားပြောရဲလောက်ဘောနော် group light လဲ group project တွေအများကြီးပေးတယ်ပြီးတော့ဒီအတန်ရှိမှစာထည့်တင်ရဘောနော်နောက်ကျကိုကကလေးရှိမှစာတည်ဘောဆိုတော့လေအဲအဲ့တော့မျိုးတွေကိုသူတို့ကတင်ခိုင်းတယ်ပြီးတော့ မိုင်းနဲ့လဲကြိုင်ခိုင်တော့တဖြည်းဖြည်းနဲ့ကိုကရရင်လာပါတော့နောက်တစ်ချိန်ကျရင်ကလေးရှိမှကိုစားသွားတဲ့ချိန်မျိုးပဲဖြစ်ဖြစ်လူကြီးတွေရှိမှကိုစကားပြောတဲ့မျိုးပဲဖြစ်ဖြစ်အဲပို့ပြီးတော့ရရင်လာမယ်ပေါ့နော်ဒီကြောင်းအနေနဲ့ကအတာတွေအများကြီးတက်ပို့ပေးပါတယ်ပေါ့နော်အခုလက်ရှိကရင်အမျိုးသားတက္ကသိုလ်မှာပညာရေးမဟာဌာနကွန်ပျူတာမဟာဌာနနဲ့ကျမ်းမာရေးမဟာဌာနတို့ကိုဖွင့်လှစ်ထားပြီးလာမယ့်နှစ်တူမှာတော့ social science major အပြင် ဒေတာနဲ့ကိုင်းငင်မဲ့မိဂျာတွေကိုဆက်လက်ဖွင့်လှစ်ဖို့ရှိနေတယ်လို့ဆ iam မနော်အဂလီခေါ်ကခုလိုပြောပြလာပါတယ်။ဒီအထက်တန်းပြီးသွားလို့ပေါ့နော် KNT တာဒီကလေးတွေပေါ့ KNT တာအတွင်းမှာရှိတဲ့ကလေးတွေအထက်တန်းပြီးသွားရင်ဒီအဲကရမျိုးသားတက္ကသိုလ်မှာတက်နိုင်တာဒီလောလောဆယ်ပေါ့နော်မိဂျာ၃ခုအဲ၃ခုကကျတော့ပညာရေးရှိမယ်ကွန်ပျူတာရှိမယ်ပြီးတဲ့ခါကျစက်မာရေးပေါ့နော်အဲ၃ခုရှိမယ်ဒီဒီနှစ်အထိပေါ့နော်တစ်နှစ်ပြည့်တဲ့အထိကဖွင့်လာတာ၃ခုပဲရှိသေးတယ်နောက်ထပ်ကကျတော့ဒီ ဒေတာနဲ့ကိုက်ညီမဲ့ဘာသာရေးအစမနောဌာနခွဲတွေထပ်ဖွင့်ဖို့လို့ရှိတယ်။နောက်နှစ်ကိုကျတော့ဒီ social science ဖွင့်ဖို့ရှိမယ်။ဒီတစ်ခါကျရင်ဒေတာနဲ့ကိုက်ညီတဲ့အစပြုရေးပေါ့နော်။အဲ့ဒါကြီး major ရတော့ထပ်ဖွင့်ဖို့ရှိတယ်။